အားလုံးမင်္ဂလာပါ။ဒါနေ့နာမည် YouTube Channel နေပြီးတော့အားလုံးကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United ကတော့ကျွန်တော်ဒီနေ့ညကျွန်တော်9နာရီခွဲမှာဘုံပေါက်အိမ်ခွဲမှာကျွန်တော်တွားပြီးတော့ဒီ Premier League ကျွန်တော် Round 34ဖြစ်ကစားရဖို့ကျွန်တော် ရှိတယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ပွဲချိုတုံ့ပြန်ချက်ကျွန်တော်လုပ်ကြည့်အောင်ပါနော်။ဆိုတော့ဒီမတိုင်ခင်ကျွန်တော်တို့ဒီပေါ့နော်အအသင်းရဲ့ကျွန်တော်သတင်းတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အသင်း injury update မှာဆိုလို့ရှိရင်တော့အဲတတင်းတွေကကျွန်တော်ရှေ့ရတဲ့ရတာပေါ့လေဒါပေမဲ့ကျွန်တော်တို့ဒီမီးရအစမပြေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုမလုပ်ဖြစ်တာပါ။ဆိုတော့အဲဒီအတွက်ကြောင့်လည်းအဲဒီ ိချမ်းပေးကြတဲ့ညီကိုတယောက်ချင်းဒီကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အဲဒီ injury update ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကို dialogue ကဒီအခုလက်ရှိကျွန်တော်တန်ရပြဿနာကြုံနေရတဲ့ calf injury လို့ကျွန်တော်ပြောပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့အခက်မသိဘူးဆိုလို့ရှိရင်ရာသီကုန်ထိတောင်နားသွားရနိုင်ခြင်းကျွန်တော်ရှိပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ umbrella ကကျွန်တော်စောင့်ကြည့်မှုတွေတော့ကျွန်တော်လုပ်ရအောင်မယ်ဆိုပြီးတော့ပြောသွားမျိုးကျွန်တော်ရှိပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့မှာကျွန်တော်တို့ဒီကို dialogue ပေါ့နော်ပုံမှန်ကျွန်တော်တို့ဒီ right wing back မှာအမြဲတမ်းကျွန်တော် available ဖြစ်တဲ့သာသမာတယောက်ကိုကျွန်တော်တို့ဆုံးရှုံးလိုက်ရပြီဖြစ်တယ်ပေါ့နော်ဆိုတော့ 嗯。Uh တော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ wing back နေရာတွေမှာကျွန်တော်တို့အပြောင်းလဲတွေဖြစ်လာဖို့ရှိပါတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဒီတင်းကောင်းဆိုလို့ရှိရင်တော့ဒီအာမက်ဒီယာလူကကျွန်တော်တို့အသင်းနဲ့ဒီဘောနော်ပြန်ပြီးတော့ကျွန်တော်ပာဝင်လာဖို့တော်တော်နေဆက်နေပြီဆိုတော့ဘုံမလည်းဘုံမပေါအောင်မှမဟုတ်ဘူးဒါမဲ့ကျွန်တော်တို့ဒီဘီဘောင်နဲ့ပထမအကြောဒုတိယအကြောဒီယာတွေမှာတော့ကျွန်တော်တို့ကြည့်ရမယ်ဘောနော်ဆိုတော့ပါလာနိုင်ခြင်းရှိရလို့လည်းကျွန်တော်ပြောထားတယ်ဒါမဲ့ကျွန်တော်တို့ဒီဘုံမောင်းနဲ့ပွဲအပီးကျွန်တော်တို့ဒီနောက်ရက်တွေမှာကျွန်တော် training တွေမှာစပြီးတော့အာမက်ဒီယာလူကိုကျွန်တော်ပြန်ပြီးတော့မြင်ရတော့မှာဖြစ်ပါတယ်ဆိုတော့အာမက်ကျွန်တော်ပြန်လာပါပြီ အဲဒါကျွန်တော်အသင်းအတွက်တော်တော်လေးကောင်းတဲ့သတင်းပေါ့လေဘာလို့ဆိုတော့ကျွန်တော်ဒီအမတ်ကအသင်းရဲ့တိုက်စစ်မှာအများကြီးအားကိုးရတဲ့ကစားသမားပေါ့နော်အခုလက်ရှိဒီအသင်းရဲ့ကျွန်တော်တိုက်စစ်မှာဘလောက်ထိကျွန်တော်ပြသတတ်နေလဲဆိုတော့ကျွန်တော်တို့အသိပဲပေါ့နော် sorry တဲ့ကြောင့်မလို့အမတ်လူပလီယာမျိုးကိုကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်မြင်ရမယ်ဆိုတာကအဲဒါတော်တော်လေးကောင်းတဲ့ခြေနေမျိုးပါကျွန်တော်တို့ဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ဒီ Europa League နှစ်ကြော့လုံးမှာအမတ်ကိုကျွန်တော်ပြန်ပြီးတော့မြင်နေပါတယ်ဆိုတော့ဘာသာလို့ပြောဒီအမတ်ပြန်လာတဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ delete ပေါ့နော် delete လဲကျွန်တော်ပြန်ပြီးတော့ဒီ အဲပါနိုင်မှုအတွက်နှီးစက်နေပြီပေါ့နော်ဒါပေမဲ့အခုလက်ရှိဒီဘုံမွန်တဲ့ဘွဲမှာတော့ပေါအောင်မှာမဟုတ်သေးပါဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အဲဒီအခုလက်ရှိကျွန်တော် available ဖြစ်တဲ့ကစားသမားတွေညာဆိုလို့ရှိရင်တော့လူရှော့လို့ရှိမယ်နောက်တက်မှာဆိုလို့ရှိရင်လူရှော့ရှိမယ်မကွိုင်းရလို့ရှိမယ်ပြီးယူရိုလို့ရှိမယ်ဒီဘွဲအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအဲလူငယ်ကစားသမားလေးကျွန်တော်တို့ဒီ Fredrick Sin တို့ကျွန်တော်ရှိတယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဒီ wing back တီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Mazraoui တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Patrick Doku တို့ပြီးရင်ကျွန်တော်တို့ဒီအဲဒီပါလဲ အဲကျွန်တော်ပါလေ Harry Hamas ပေါ့နော် Harry Hamas တို့ကျွန်တော်ရှိမယ်ကွင်းလင်မှာဆိုရင် Ugarte တို့ Casemiro တို့ရှိမယ် Kobe Mainoo တို့ရှိမယ်ပြီးရင်ကျွန်တော်ဒီအာဒီပါလေ Bruno Fernandes တို့ရှိမယ် Garnacho တို့ရှိမယ်ပေါ့နော်ဆိုတော့အဲ Rashford ရှိမယ်တိုင်းစင်မှာကျွန်တော်ဒီ ချီတိုပြီးရှိမှာပေါ့နော်အခုလက်ရှိပရီးမီးယားလိအတွက်ပါကျွန်တော်တို့ဒီယူပါလိကကျတော့ဒီပေါ့နော်ချီတိုတို့ပါကျွန်တော်တို့ဒီမကစားနိုင်ဘူးပေါ့နော်အာမက်စတူတော့ကျွန်တော်တို့ဟယ်ရီအာမက်စတူတော့ကျွန်တော်တို့မြင်ရဖို့ရှိတယ်ဆိုတော့အင်းချာမှာကျွန်တော်ဟိုအပြောင်းလဲတချို့တော့ကျွန်တော်မြင်ရလိမ့်မယ်ထင်တယ်ဆိုတော့ကျွန်တော်ကတော့ဒီပွဲအပေါ်မှာကျွန်တော်ဘယ်လိုမြင်လဲဆိုလို့ရှိရင်ဒီပွဲဒီကျွန်တော်တို့ဒီယူပါလိကအရေးကြီးတယ်ပေါ့နော်မှန်တယ်ဒါပေမဲ့ဒီပွဲမှာတော့ကျွန်တော်တို့အဲဒီပေါ့နော် first line နဲ့တော်တော်များများကိုသုံးတင်တယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဂျားထဲမှာတစ်ပတ်လောက်ထိအနားရထားတယ်ပေါ့နော်အနားရထားတယ် အဲဆိုတော့ကျွန်တော်တို့ဒီဘီဘောင်နဲ့ပွဲအတွက်ပြင်ဆင်ဖို့အတွက်ဒီပွဲမှာကျွန်တော်တို့အဲဒီပေါ့နော်ဒီမိနစ်ပိုင်းချာတစ်ခုလောက်ဒီဒီကျွန်တော် first line နဲ့ဒီကိုသုံးသင့်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့ဒီတစ်ချောင်းမလို့ကျွန်တော်ရဲ့ line prediction ထဲမှာဆိုလို့ရှိရင်တော့ first line နဲ့ကစားသမားတွေတော်တော်များများတော့ပါပါတယ်ဆိုတော့ဆိုတော့ကျွန်တော်တို့ဘုံပေါက်ရဲ့အခြေအနေပေါ့နော်ဆိုတော့ဘုံမောက်ကအခုလက်ရှိရကျွန်တော်အဆင့်30 United ကကျွန်တော်အဆင့်35ဆိုတော့ဘုံမောက်ကကျွန်တော်တို့ဒီဘာလို့အဆင့်30ဖြစ်တဲ့တကြောင်မလို့သူတို့ကတော့တိတ်ပြီးတော့ ဒီဘာမှဖြစ်နိုင်ကြတော့မရှိတော့ဘူးဥရောပဝင်ခွင့်ဘာညာဒါတွေကလုံးဝဖြစ်နိုင်ကြမရှိတော့တဲ့မှာပါတယ်ဆိုတော့ဒီပွဲအတွက်တို့မှာကန့်စရာအကြောင်းရင်းတိတ်ပြီးတော့မြန်မြန်ဆက်စားတာမရှိဘူးပေါ့နော်အိမ်ဝင်းဆိုတဲ့အနေအထားတစ်ခုပဲကျွန်တော်ရှိတယ်ဆိုတော့ဘုံဘောက်ရဲ့အိမ်ဝင်းရှင်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီရာသီမှာ16ပွဲတိကျွန်တော်ပြင်းပြလိမ့်မှာကစားထားတယ်9ပွဲနိုင်3ပွဲတိနဲ့6ပွဲရှုံးထားတယ်ရာကိုးက20ပေးကိုးကကျွန်တော်တို့14ကိုးပဲကျွန်တော်ရှိပါတယ်ဆိုတော့ good difference ကျွန်တော်6ကိုးတိရှိပြီးတော့ရာမတ်အားဖြင့်ကျွန်တော်24မတ်တိစုဆောင်းထားနိုင်တာဖြစ်ပါတယ် တော့ဘုံမောက်အိမ်ငွေကတော်တော်လေးမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်ဆိုတော့အိမ်ငွေနဲ့အဝေးကွင်းကျွန်တော်ကစားပုံတော်တော်လေးကွာရလို့ပြောလို့ရတယ်ဘာလို့ဆိုတော့အဝေးကွင်းမှာဆိုရင်ဗျာကျွန်တော်တို့ဒီအဲဒီ twin go က32ကိုလေးကျွန်တော်ရှိပြီးတော့ pay go က26ကိုလေးကျွန်တော်ရှိတယ်အိမ်ငွေက90ပဲ twin ပြီးတော့14ကိုပဲကျွန်တော်ပေးထားတယ်ဒါကိုကြည့်မယ်ဆိုလို့ရှိရင်အိမ်ငွေမှာကျွန်တော်တို့ဒီရာကို pay go လေးဒီနည်းနေတာကိုကျွန်တော်တွေ့နိုင်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီအိမ်ဝင်းဆိုလို့ရှိရင်ကျွန်တော်ဒီဘာလဲရလက်ကိုဥတီပြီးတော့ကစားတဲ့ ဘုံမောက်ကျွန်တော်ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်အကျဉ်းမြင်ပါတော့ဆိုတော့အဲဒီရတဲ့ကျွန်တော်ဒီဘုံမောက်ရဲ့အခြေအနေကအခုလက်ရှိကျွန်တော်နောက်ဆုံးကျွန်တော်ဒီငါးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီ FA Cup မှာသူတို့ထွက်ထားတယ် City နဲ့တွေ့ပြီးရောเนาะထွက်ထားတယ်ပြီးတော့ကျွန်တော်ဒီအဲဒီဗာလဲ Isot Town အင်္ဂွင်းမှာရှုံးတာပြီးလို့ရှိရင်ကျွန်တော်ဒီ West Ham ကို West Ham အင်္ဂွင်းမှာတည်ကြတာပြီးတော့ကျွန်တော်ဒီ Fulham ကိုအင်္ဂွင်းမှာနိုင်ထားတယ်ပြီးတော့ကျွန်တော် Palace ကိုတည်ကြထားတယ်ဆိုတော့ဒီလိုပုံစံမျိုးတော့ကျွန်တော်တို့ဖြစ်တော့ဖြစ်ထားတယ် up and down လေးတွေနည်းနည်းတော့ကျွန်တော်များနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ United နဲ့အခုလက်ရှိတွေ့တဲ့အနေအထားမျိုးပေါ့လေဆိုတော့တကယ်တမ်းကျွန်တော်တို့ဒီဘုံမောက်ဆိုတာကကျွန်တော်တို့ဒီပေါ့နော်အဲတကယ်ကျွန်တော် player ကောင်းနေရှိတဲ့အသင်းတစ်သင်းကျွန်တော်ဖြစ်တယ်လို့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအဲဒီပေါ့နော် knock down မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပေါ့နော်အဲဒီဟော့ဆန်လိုကစားသမားမျိုးတွေပေါ့နော်တကယ်ကျွန်တော်တို့ဒီ Spain လက်ရွေးစင်ကျွန်တော်ကစားသမားမျိုးတွေကျွန်တော်ရှိနေတယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်အဲဒီ ွင်းလဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Justin Cliver တို့ကျွန်တော်ရှိတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘာလဲဟိုတိုက်စစ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီအခုလက်ရှိကျွန်တော်ဗာလဲအဲ Samuel တို့ဗာလို့ကျွန်တော်ရှိတယ် Ivan Nelson တို့เนาะဒီကစားသမားတွေကျွန်တော်ရှိတယ်ဗျာဆိုတော့အဲကျွန်တော်တို့ဒီဘာလဲတကယ် player ကောင်းတွေရှိနေတယ်ကျွန်တော်ဘုံမဖြစ်တယ်ဒီတော့ကြောင့်မလို့ United အနေနဲ့ လည်းခုလည်းကျွန်တော်နိုင်မဲ့အနေထားမှာမရှိပါဘူးဗောနော်သူကိုယ်တိုင်လည်းကျွန်တော်ဒီ Emery ကိုယ်တိုင်လည်း press မှာပြောသွားတယ်ကျွန်တော်တို့ပါလဲဒီ Europa League မှာကစားရတာတစ်ထက်ဒီ Premier League ကအသင်းတွေနဲ့ကစားရတာပို့ပြီးတော့ကျွန်တော်ခတ်တယ်ဆိုပဲတကယ်လည်းဟုတ်တယ် Premier League ကပို့ပြီးတော့ကျွန်တော်တို့ intense ပို့ဖြစ်ပြီးတော့အသင်းတိုင်းလိုလိုကကျွန်တော်တို့ဟိုကိုယ့်အသင်းကိုတကယ်ဒုက္ခပေးနိုင်တဲ့အနေထားမှာကျွန်တော်ရှိတယ်ဗောနော်ဆိုတော့ဒီတော့အကြောင်းမလို့အာဒီဗောနော် Premier League ကအသင်းတွေနဲ့ကစားရတာပို့ပြီးတော့ခတ်တယ်ဆိုတာဒါကျွန်တော်မမှားဘူးဗောနော်ကျွန်တော်ဘုံပေါက်လိုအသင်းမျိုးအခုလက်ရှိကျွန်တော်ရာလတ်တွေ up and down ဖြစ်နေပြီမဲ့ကိုယ်ရင်းနဲ့ပွဲချာမှာထောက်ကောင်ကောင်းနေတယ် တော့ဒီတကြောင်လို့ရဲတဲ့အနေနဲ့ဒီဘွဲမှာတော့အဲဘယ်လိုမျိုးတွေကျွန်တော်ချင်းကပ်လာနိုင်လဲဒါကိုတော့ကျွန်တော်တို့ချက်တော့စောင့်ကြည့်ရမယ်ကျွန်တော်ကတော့တက်နိုင်လို့ရှိရင်ဒီဘွဲကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီ နိုင်လာတီကျတာကျွန်တော်တို့ကတိတ်တော့အေးမပါတော့ဘာလို့ဆိုတော့အောက်ကကျွန်တော်တန်းဆင်းစုံကလုံးဝ clear ဖြစ်သွားပြီတန်းတက်လာတဲ့၃တိမဲ့ပြန်ဆင်းသွားပြီဆိုတော့ဒီလိုချင်းလေးပဲကျွန်တော်ဖြစ်သွားပြီလုံးဝ clear ဖြစ်သွားဖြစ်တဲ့အကြောင်းမလို့တန်းဆင်းမှုအတွက်ကျွန်တော်တို့ကဘာမှပူစရာမရှိတော့ဘူးဒီထက်ပိုပြီးလဲကျွန်တော်တို့တက်နိုင်တဲ့အကြောင်းကမရှိတော့ကျွန်တော် Europa League ကိုပဲလုံးဝ100%ကျွန်တော် focus ထားဖို့လိုပါတယ်ဆိုတော့ဒီတက်ကြောင်းမလို့ကျွန်တော်ကတော့ Europa League ကိုပဲ focus ထားနေတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့အဲဒီပေါ့နော်အဆင်ပြေလို့သာကန်ကြပေါ့နော်အဓိကကျွန်တော်ရှောင်ပြီးတော့သာကစားနိုင်ဖို့ကျွန်တော်တို့အဓိက အဲဒီပေါ့နော်မျောလင့်ပါတယ်ပေါ့နော်ဆိုတော့ဘုံဘောက်ကသူ့အိမ်ဝင်ဖြစ်တဲ့အကြောင်းမလို့ United ကိုကျွန်တော်ဖုတ်နေကြပဲဆိုတော့ဖုတ်လာမှာပဲပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်ဘယ်လိုမျိုးကျွန်တော်အခင်းချင်းတွေပွဲထွက်လာတာလို့ပဲကျွန်တော်ကတော့အဲဒီပေါ့နော်ဒီ line နဲ့ play ကိုကျွန်တော်ကြွေးထားပါတယ်ကျွန်တော်ဘုံသမားနဲ့မှာဦးနန္ဒာအောက်တန်းမှာဆိုလို့ရှိရင် ယူရိုတို့မကွိုင်းရတို့မဇာဝီတို့ကျွန်တော်ရှိမယ်ပြီးတော့ကျွန်တော်ဒီဝင်းဘက်ကနေမှာဆိုလို့ရှိရင်ကျွန်တော်အပြောင်းလဲကျွန်တော်မြင်ရဖို့ရှိမယ်ဟယ်ရီယာမန့်စ်နဲ့ပက်ထရစ်တိုကိုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်မဇာဝီကျွန်တော်တက်ဆိုရလဲမြင်ကောင်းမြင်ရနိုင်တယ်ပေါ့ဒါမှမဟုတ်ကျွန်တော်ဒီနောက်တန်းမှာဆိုလို့ရှိရင်လည်းအဲဒီဟိုနေ့ကကျွန်တော်ခြေစွမ်းပြတ်သွားတယ်တိုင်လာဖရက်ဒရစ်ဆင်ဆိုတဲ့ကစားသမားလေးဒီကစားသမားလေးလည်းမစိုးဘူးပေါ့နော်ဟယ်ရီယာမန့်စ်နဲ့တွဲကစားတာတော်တော်လေးကောင်းတယ်ဆိုတော့ဒီလိုနှစ်ယောက်ကျွန်တော် တွဲမလာဘူးလေကျွန်တော်ပြောလို့မရဘူးပေါ့နော်ဆိုတော့ကွင်းလေကတော့ကျွန်တော်ကက်စီဦးကာဒီဖြစ်စီချင်တယ်ဘာလို့ဆိုတော့ဒီ ဒီဘီဘောင်နဲ့ပွဲအတွက်လုံးဝကျွန်တော်100%ချန်တာမျိုးတော့ကျွန်တော်မလုပ်စေချင်ဘူးပွဲထွက်တာတော့တကယ်ကျွန်တော်ဒီ main line နဲ့ကျွန်တော်ထွက်စေချင်တာဖြစ်ဖြစ်ကြောင့်မလို့ကက်စီရောဥဂါဒီရောကျွန်တော်အဲဒီပေါ့နော်ပွဲထွက်လူစီနဲ့မှကျွန်တော်ထည့်ထားတယ်ဆိုတော့တိုက်စစ်မှာတော့ကျွန်တော်ဒီနန်နိုနံပါတ်10မှာကာလာချိုရဲ့ဘီနိုဖလန်ဒက်စ်ကရှိပြီးတော့တိုက်စစ်မူနေရာမှာဆိုတော့ရှင်တော့ကျွန်တော် Rasmus Finland ပေါ့နော် Finland ကပို့ပြီးတော့အဲဒီပေါ့နော်အခွင့်အရေးပူရတင်တယ်လို့ကျွန်တော်ထင်တယ်တကယ်တော့ချီတို့ကပို့ပြီးတော့ကျွန်တော်တို့ဒီပေါ့နော်ဖြစ်တင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ဘီဘောင်နဲ့ကစားမှာက အချီတို့ကျွန်တော်ထည့်လို့မရအောင်ဆိုတော့ respect ပဲကျွန်တော်300မှာဆိုတော့ဒီတော့ကြောင့်မလို့ဒီလိုပွဲမျိုးမှာနေကအဲ900လို့ရညာပေါ့လीထည့်ထားတင်တယ်လို့ကျွန်တော်ထင်တယ်ဒါမှလည်းသူ့ရဲ့ confidence level ပြန်ပြီးတော့ကျွန်တော်တက်လာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ကျွန်တော်တို့အဲဒီဘာနော် အခုလက်ရှိဒီအနေထားလေးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် United ကဘုံမောက်အိမ်ဝဲမှာကျွန်တော်တွားပြီးတော့ကစားမဲ့အနေထားမှာလုံးဝကျွန်တော်လွယ်ကူတဲ့အခြေအနေမှာမရှိဘူး။ဒါပြင်ကျွန်တော်ဒီအားကိုးရတဲ့ကစားသမားတချို့ Mourin စိတ်ကြိုက်ကျွန်တော်ကစားသမားတချို့လည်းကျွန်တော်လက်လွတ်ထားရတာဖြစ်တယ်။ဆိုတော့ဒီလိုအခြေအနေမျိုးမှာအသင်းဘက်ကကျွန်တော်တို့ဒီလူစင်းတွေကစားကျွန်တော်အပြောင်းလဲတွေအများကြီးလုပ်ရဖို့ကျွန်တော်ရှိတယ်။ဆိုတော့ဒီတော့ကြောင့်မလို့အတိုင်းအတာတစ်ခုဒီကျွန်တော်အဆင်ပြေဖို့တော့မျှော်လင့်နေဆိုပေမဲ့တကယ်တကယ်တမ်းကလုံးဝမလွယ်တဲ့အထက်မှာပါ။အဓိကကျွန်တော်စိတ်ပူတာကတော့ Patrick Doku နဲ့ဒီ Mazraoui တို့ဘတ်ချမ်းပါနော်။အဲ့ဘတ်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ ပါလဲ NDD ပါလဲ Hungary သားဗျအဲ့အဲ့နောက်တန်းအကောင်အဲ့ကောင်ရှိမိုင်လိုကာကက်စ်အဲ့ကောင်ရှိတယ်เนาะဒီကြောင့်မလို့ကျွန်တော်အတက်ဆင်းနေအရန်မြန်နေတဲ့ထဲမှာပါတယ်ဆိုတော့ ထိန်ချောအခက်အောင်မယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒီပေါ့နော်အနည်းဆုံးတော့ဂုံသိခါအရာလောက်ပဲကျွန်တော်ကစားတင်နေဟိုပေါ့နော်ဘုံပေါက်ကစားသိခြင်းနဲ့ပုံစံတိုင်းမကစားဘူးပဲလို့လေဘုံပေါက်ဆိုတာပြန်ပြောရမယ်ဆိုလို့ရှိရင်တကယ်ကျွန်တော် pressing ကောင်းတဲ့အတင်းတင်းကျွန်တော်ဖြစ်တယ်ဆိုတော့ pressing ကောင်းတဲ့အတင်းတင်းဖြစ်တဲ့ကြောင့်မို့နောက်တန်းကဟိုအများကြီးကျွန်တော်ပို့ပြီးတော့အလုပ်လုပ်ရမှာပေါ့နော်ဆိုတော့ဒီတဲ့ကြောင့်မလို့ကျွန်တော်နောက်တန်းမှာဆိုလို့ရှိရင်လည်းဒီအဲဒီအထိခိုက်အပျက်စီးတွေအရင်မများဖို့ကျွန်တော်မျှော်လင့်နေပါတော့ injury တွေအရင်မဖြစ်ဖို့ ညှောလင်းတယ်ဒါ ਉਹ ပဲအဓိကကျွန်တော်ရှောင်းကစားတင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ Asian Handicap ကဏ္ဍကိုကျွန်တော်တွားကြည့်ရအောင်ပါ United ကျွန်တော်နိုင်နိုင်ကြီးရှိလားဘယ်လိုချင်နေရှိမှာမနော်ဆိုတော့အခုလက်ရှိကျွန်တော် Asian Bookie ကတော့ဘုံမဘက်ကနေပြီးတော့ United ကိုတစ်လုံး90ပေါင်းလေးကျွန်တော်ပေးထားတာဖြစ်ပါတယ်ဆိုတော့ဈေးကိုကြည့်လိုက်မယ်ဆိုရင်တော်တော်ကြီးကိုကျွန်တော်တို့မတရားမတရားသဖြင့်ကျွန်တော်ပြင်းပါတယ်ဘာဖြစ်လို့ဆိုတော့ United ကသူ့အိမ်ဝင်မှတော့ကျွန်တော်ဘုံမကိုတစ်လုံးကို80ပေါင်း60ပေါင်းလောက်ကျွန်တော်ပေးခဲ့တယ်ဆိုတော့ ဥရရှိတကယ်တမ်းကျော်ပြန်ဖွင့်ရမယ်ဆိုလို့ရှိရင်တော့မှကျွန်တော်ဒီ United က level 50ရှုံးတော့ကျွန်တော်တို့ဖွင့်ရမယ်အခြေအနေမျိုးမှကျွန်တော်ရှိတယ်ဒါပေမဲ့အဲဒီဒဏ်ရတာဘာညာ okay ဖဲလိုက်အောင်ပေါ့နော် ကျွန်တော်ဒီဒေစီမဟုတ်ရင်တော့မှဘုံမဘက်က level 50ရှုံးဆိုလို့ရှိရင်တော့တော်တော်ကိုကျွန်တော်များနေတဲ့မှာပါတယ်ဒါအောင်မှအခုလက်ရှိကျွန်တော်50ပေါင်းဆိုတော့မတရားကြီးကိုကျွန်တော်ပြင်ပါတယ်ဆိုတော့ဒီတော့ကြောင့်မို့ဒီဘွဲကကျွန်တော်တို့ဘုံမောက်လုံးဝနိုင်နိုင်ရရှိရဆိုတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေပါတယ် United no chance ဆိုတဲ့ပုံစံမျိုးဖြစ်နေရပါတော့ဆိုတော့ဒီကတော့တော်တော်ကိုကျွန်တော်တို့ဒီရုပ်တိမရှိတဲ့ဂျီမျိုးကျွန်တော်ဖြစ်နေရပါတော့ဆိုတော့ဒီလိုဘွဲမျိုးတွေကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အောက်တင်းကကျွန်တော်နိုင်နိုင်ရရှိတော်တော်ကိုအားနေပါတယ်တော်တော်ကိုအားနေပါတယ် ဘာဖြစ်မလဲလို့ကျွန်တော်ဆက်ကြည့်စောင့်ကြည့်ရမှာပဲကြေးအရာဆိုလို့ရှိရင်တော့ဘုံမောက်ကကျွန်တော်တို့ဒီဘောနော်နိုင်နိုင်ကြေးကျွန်တော်ရှိပါတယ်ဆိုတော့ husco ကတော့ဒီပွဲကို2ပွဲနဲ့ဘုံမောက်နိုင်မယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့အဲဒီလိုကြေးမျိုးဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုအပေါ်တင်းကကျွန်တော်ကြေးအောင်တာများတယ်ဘောနော်ဆိုတော့အဘော်ရီရနည်းနည်း tricky ဖြစ်တယ်ဒါပေမဲ့ဒီပွဲကကျွန်တော်ကတော့ဒီအတွင်းကိုယ်တွေအများကြီးမြင်ရဖို့မရှိဘူးလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီပွဲကိုတော့ကျွန်တော်ကတော့အကူပေါင်း only ပဲမစိုးဘူးပေါ့နော်အဲ့လောက်ပဲကျွန်တော်ထင်တယ်၃၃၅၀ပေါင်းဆိုတဲ့အနေထားမှာ ဘုံမောက်အော်လီမစိုးဘူးပါနော်ကျွန်တော်ကတော့အဲ့လိုပဲယူဆပါတယ်ဘာလို့လဲဆိုတော့အဲဒီဘုံမောက်ရဲ့အိမ်ဝင်းကတည့်ရတိုင်းမှာကျွန်တော်တို့ဒီပေးကိုနည်းနေတယ်မှာပါတယ်ပေါ့နော်ဆိုတော့ဒီတက်ကြောင်းမလို့အဲဒီဘုံမောက်ကျွန်တော်တို့တွင်းမယ်ဆိုလို့ရှိရင်တော့မှအဲ1စီးပါနော်အများဆုံးကျွန်တော်တို့ maximum 2စီးပါနော်အဲ့လောက်ပဲဖြစ်နိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ United ဘက်ကကျွန်တော်တို့တိုက်စစ်ကအမြဲတမ်း struggle ဖြစ်နေတာဆိုတော့ ်ဘုံမောက်ကကျွန်တော်တို့အိမ်ငွေဆိုခံစစ်ကျစ်တာနဲ့ဆိုလို့ရှိရင်ကိုရဖို့ခင်းရမှာဆိုတော့ဒီတော့ကျွန်တော်တို့1 2 3ဒီလိုပဲဖြစ်လိမ့်မယ်ကျွန်တော်ထင်ပါတယ်ဆိုတော့ဒါကတော့အဲဒီဘုံမောက် versus Manchester United ရဲ့ကျွန်တော်ရဲ့ပွဲကြုံသွားချက်ဖြစ်ပါတယ်ဆိုတော့ brother တို့ဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲဘယ်လို result တွေထွက်ပေါ်လာမယ်ထင်ကြလဲ comment မှာဆွေးနွေးဆွေးနွေးပြီးတော့လို့ရပါတယ်ဆိုတော့ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်သေးဆိုလို့ရှိရင် subscribe လုပ်ပေးထားကြပါဦးအားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ် video မှာတွေ့ပါမယ်အားလုံးကျေးဇူးပါ